အားလုံးဝင်ပါလားပါအခုခါမှာတော့ JavaScript ရဲ့အကြောင်းကိုပြပြပြမှာဖြစ်ပါတယ်ကျွန်တော်တို့ web ဘိုင်းကိုလုပ်ပြီဆိုရင်ကျွန်တော်နေတဲ့ JavaScript ကိုတော့မဖြစ်နေသေးဘူးလို့ရတယ်ကျွန်တော် client server ရေး server server ရေးကျွန်တော်ဒီ JavaScript ကိုဒီမှာရပါမယ် JavaScript ကတော့အခုနောက်ပိုင်းမှာတော့အစွဲဆုံးသုံး language လို့ပြောလို့မမှားပါဘူး client ရော server ရောနှစ်ခုလုံးကိုကျွန်တော်နေတဲ့အသုံးပြုလို့ရပါတယ် ဆိုရင်ပထမဆုံးကျွန်တော် JavaScript ရေးဖို့အတွက်ကျွန်တော်တို့ setup ရင်လောက်ပါမယ်။ဒါဆို setup လောက်ဖို့အတွက်ကျွန်တော်တို့ဒီမှာ VS Code setup ရင်လောက်မယ်။ VS Code setup တွေကိုလည်းကျွန်တော်ရှင်းပါလိမ့်ပြခဲ့ပူပါလေ။ဒါဒီမှာထပ်ပြီးတော့ပြတော့ပါဦး။ဟေးဒီမှာကျွန်တော်ပထမဆုံးဘာလိုအပ်မလဲဆိုရင်ကျွန်တော် HTML file လိုအပ်ပါမယ်။ကျွန်တော်တို့ index html လိုအပ်ပါမယ်။ဘာလဲဆိုတော့ ျွန်တော်တို့က drone manipulation တွေကိုလုပ်ဖို့အတွက်လည်းလိုအပ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်နေဒီ HTML file ကိုလိုအပ်ပါတယ်။ဟေးဒီလိုရှင်ကျွန်တော်ဒီအောက် brand တော့ပါမယ်။ Okay ဒီမှာတက်လာပါပြီ။တက်လာပြီဆိုရင်ကျွန်တော်တို့ဒီ inspect တဲ့မှာ console ဆိုတဲ့ဟာကိုတွားလို့ရပါတယ်။ console တွားပြီးလို့ရှင်ဒီမှာ flat တဲ့ contacts only ဆိုတဲ့ဟာရှိ။အဲရွေးရလိုက်ပါ။ အဲဆိုရင်ကျွန်တော်အနေနဲ့ဒီမှာပိုပြချင်တာဆိုတာလည်းကိုရေးတဲ့ကုတ်တွေကိုဒီမှာပြင်ပြီးတော့လုပ်လို့ရပါတယ်ကျွန်တော်အနေနဲ့ဒီမှာကျွန်တော်တို့ JavaScript ကို test အနေနဲ့ရေးလို့ရပါဘယ်လိုမျိုးလဲဆိုရင်ကျွန်တော်ဒီမှာ console console.log hello world ဆိုပြီးတော့ရိုင်းလိုက်လို့ရှိရင်ကျွန်တော်ဒီမှာ hello world ထွက်လာတာကိုမြင်ရပါလိမ့်မယ် ျွန်တော်တို့ဒီမှာ JavaScript ကို run လိုက်တိုင်းကျွန်တော်တို့ဒီ console မှာပေါ်လာအောင်လို့ကျွန်တော်နေဒီမှာ console log ဆိုတဲ့အောက်သုံးရပြပါတယ်။ Okay ကျွန်တော်အဲ့ဒါဆိုရင်ကျွန်တော်ဒီ HTML file နဲ့မှာကျွန်တော် JavaScript ထည့်ဖို့လိုပါတယ်ကျွန်တော်ဒီမှာဒီမှာလဲ index ပဲပြလိုက်ပါမယ် index.js အဲ့တော့ကိုကျွန်တော်ဘယ်မှာထည့်မလဲဆိုရင်ကျွန်တော် CSS ကိုထည့်လို့ရှိရင် head ရဲ့ tag ထဲမှာထည့်ရပြီးတော့ကျွန်တော်အနေနဲ့ javascript ကိုထည့်မယ်ဆိုရင်တော့ကျွန်တော်တို့ body ထဲမှာတွားပြီးထည့်ရပါတယ် body ထဲမှာကျွန်တော်တို့အဲ script ပါနော် script ကိုကျွန်တော်အနေနဲ့ဒီ javascript ကိုကျွန်တော် html မှာလည်းပြန်ပြီးတော့အသုံးပြုလို့ရပါတယ် internet အနေနဲ့ပြန်ရေးလို့ရပါတယ် css လို့ပါပဲ ဒီမှာကျွန်တော် source file ခေါ်ပါမယ် index.js okay ဒီဒီမှာ console.log ဆိုပြီးတော့ကျွန်တော် hello ကိုခေါ်ကြည့်ပါ okay ကျွန်တော်တို့ရဲ့ javascript file ကတော့ run နေပါပြီကျွန်တော်ရဲ့ဒီ html တော့ဒီမှာ index.js1 ဆိုတာ line number index.js ဆိုတဲ့ file ထဲမှာ ဒိုင်းနံပါတ်1ဒိုင်းနံပါတ်1ဟာနေပြီးတော့ဒီ console ကိုထုတ်ထားတာထုတ်ထားရဆိုပြီးတော့ပြနေပါပြီ။ကျွန်တော်အနေနဲ့ဒီ JavaScript file ကို HTML HTML ထဲမှာ run ခြင်းလဲဆိုရင်ကျွန်တော်အနေနဲ့ဒီ JavaScript file ကို body ဆိုတဲ့ tag ထဲမှာသွားပြီး import လုပ်ပါမယ်။ import လုပ်ပြီးလို့ရှိရင်ကျွန်တော်တို့ run လို့ရပါပြီ။ကျွန်တော် runner ဟာ run လား run လားပြခြင်းလဲဆိုရင်ကျွန်တော်တို့ JavaScript file ထဲမှာ console.log ဆိုပြီးတော့ ီလိုမျိုး hello world ဖြစ်ဖြစ် hello ဖြစ်ဖြစ်ခုရိုက်ကြည့်လိုက်ပါရိုက်ပြီးလို့ရှင်ကျွန်တော်တို့ browser ထဲကိုသွားပါသွားပြီးလို့ရှင်ကျွန်တော်ဒီမှာ inspire ဆိုတာရှိပါတယ် inspire ကိုခေါ်လိုက်ပါခေါ်ပြီးလို့ရှင် console ဆိုတဲ့ tag ထဲကိုခေါ်လိုက်ပါအဲ့မှာဆိုရင်ကျွန်တော်ဒီမှာ hello world ဆိုတာကိုတွေ့ရမှာဖြစ်ပါတယ်ပြီးလို့ရှင်ကျွန်တော်တို့ဒီလိုမျိုးဟာတီးတန့်ပဲကျွန်တော်တို့ရေးလိုက်တဲ့ javascript အားဒီပဲတီးတန့်မြင်ရဖို့ဆိုရင်ကျွန်တော်နေဒီ setting ဆိုတဲ့နေရာမှာ ဒီ selected contacts only ဆိုတဲ့အောင်ကိုရွေးထားဖို့လိုအပ်ပါတယ်။ပြန်မြေးထားလို့ဆိုရင်ကျွန်တော်ရဲ့ browser မှာထည့်ထားတဲ့ extension တွေရဲ့ error တွေကိုကျွန်တော်အနေနဲ့မြင်ရမှာဖြစ်ပါတယ်။ Okay ဒီကတော့ကျွန်တော်တို့ပထမဆုံးလောရမယ့် setup ပဲဖြစ်ပါတယ်။ခုခါမှာတော့ JavaScript မှာပါဝင်တဲ့ variable အကြောင်းတွေကိုပြပြမှာဖြစ်ပါတယ်။ variable ကတော့၃မျိုးရှိပါတယ်။ let constant var ဆိုပြီးတော့၃မျိုးရှိပါတယ်။ ဒီထဲမှာလက်နဲ့ပါတော့ပုံစံချင်းတော်တော်လေးကိုတူညီပါတယ်ဒါပေမဲ့အကောင်လုံးတွေ့လို့ကျွန်တော်မဆိုလို့ပါဘူး constant ကတော့အားလုံးသိရတဲ့အတိုင်း constant ဒိန်းဒီပဲဖြစ်ပါတယ်ဖိပထမဆုံးအနေနဲ့ကျွန်တော် constant ကိုရေဆုံးပြပြပါမယ်ဒီမှာကျွန်တော်တို့ very very တိုက်ကြညာလို့ရှိရင်သူအနေနဲ့ python လို့ရုံးပါပဲကျွန်တော်အနေနဲ့ very very ကိုကျွန်တော် data type ထည့်ပြီးဆရာမလို့ပါဘူးကျွန်တော်ဒီမှာ const ိုပြီးတော့ကျွန်တော် ax equal to 10လို့ပြီးလိုက်မယ်။ဒါလို့ပြီးပြီးတော့ကျွန်တော်ဒီမှာ console.loss ပြီးတော့ကျွန်တော် print ထုတ်လိုက်မှာပေါ့နော်။ဒါဆိုရင်ကျွန်တော်ဒီမှာ30ဆိုတော့တွေ့ရမှာဖြစ်ပါတယ်။ဒါကတော့ console လောက်လို့ပါ။ cost မှာကကျွန်တော်တို့ဒီရဲ့ ax ကိုကျွန်တော်တို့ပြန်ပြီးတော့ value ထပ်ပြီးတော့ပြောင်းလို့မရပါဘူး။ဒါကြီးကျွန်တော်တို့ဒီမှာ a c q u e t 20လို့ပြလိုက်မှာဆိုရင်သူအနေနဲ့တက်မှာဖြစ်ပါတယ်။ဘာလို့လဲဆိုတော့ကျွန်တော်တို့ type error တက်သွားပါတယ်။ဘာလို့လဲဆိုတော့ဒီကောင်ကဘာမှပြောင်းလို့မရအောင်ဂိမ်းသိနေနေရှိနေလို့ပါ။ဖိဒီရာကွန်စ်ပဲဖြစ်ပါတယ်။နောက်တစ်ခုကတော့ကျွန်တော်တို့ဘာပါ။ဘာဆိုတော့ baby ပဲဖြစ်ပါတယ်။ y equal to 20ဟုတ်ပြလိုက်မယ်။ပြလိုက်လို့ရှိရင်ကျွန်တော်တို့ဒီမှာ န်ဒီဒီ20ရလာမှာကိုတွေ့ရပါလိမ့်မယ်ဒီမှာကျတော့ကျွန်တော်အနေနဲ့ value ကိုထပ်ပြီးတော့ပြန်ပြောင်းလို့ရပါတယ်ကျွန်တော်ဒီမှာ30ဆိုပြီးပေးလိုက်မယ် okay အဲ့ဒါဆိုရင်ဒီမှာ30ဆိုပြီးတော့ကျွန်တော်ဒီရဲ့ point value က update ဖြစ်လာတာကိုတွေ့ရပါလိမ့်မယ်ကျွန်တော် lag လဲဒီလိုပါပဲ lag ဆိုရင်လည်းကျွန်တော်တို့ဒီမှာ z equal to 40 console dollar ဆက်ဆိုပြီးတော့ပေးလိုက်မယ်အဲဆိုရင်ဘိုဒီကျွန်တော်50ကိုပေးလိုက်လို့ရှိရင်လည်း50ဒီလိုမျိုး value update တော့တော့တွေ့ရပါလိမ့်မယ်ဒီကတော့ဘာရဲ့လက်ရဲ့အကြောင်းဖြစ်ပါတယ်ဒီနှစ်ခုမှာဘာကွာသွားလဲဆိုရင်ဘာက global scope ဖြစ်ပြီးတော့ဒီဟာက block scope ကိုဖြစ်ပါတယ် global scope ဆိုတာကတော့ကျွန်တော်တို့ဒီ code space တစ်ခုလုံးနဲ့သက်ဆိုင်ဖြစ်ပြီးတော့ block scope ဆိုတာကတော့ကျွန်တော်တို့ဒီလိုမျိုး blog အထဲမှာပေါ့နော်ဒီလိုမျိုးထည့်ထားတဲ့အထဲမှာသွားပြီးတော့သက်ဆိုင်နေတာဖြစ်ပါတယ်အဲ့ဒါကိုကျွန်တော်အနေနဲ့ global scope နဲ့ blog scope ဆိုပြီးတော့ခေါ်ပါတယ်နောက်ကိုထင်တာမြင်တာရှိတော့ကျွန်တော်ဒီမှာ if statement နဲ့ပြပါမယ် if true ကျွန်တော်ဒီမှာ a ကို30ပြီးမယ်ကျွန်တော်ဒီမှာ လက်ပြီးကို20ပေးမယ်ဒီလိုရှိရင်ဒီအောင်ကိုကျွန်တော် console A ထုတ်မယ်ပြီးရင် B ထုတ်မယ်ဒီလိုရှိရင်ဒီရဲ့ပြင်မှာကျွန်တော်ဒီမှာ console.a ကိုခေါ်လိုက်ပါမယ်ဒီကိုခေါ်မယ်ပြီးရင် console.b ကိုခေါ်လိုက်ပါမယ် okay ကျေရန်ကြည့်လိုက်ပါမယ်။ Okay ဒီမှာဆိုရင်ကျွန်တော်တို့နေတွေ့ရမှာပထမဆုံးကျွန်တော်ဘာပေးထားတဲ့ A30 ကကျွန်တော်ဒီရဲ့တဲမှာ console လောလော A ဆိုပြီးတော့ကျွန်တော်ပထမဆုံး30ထွက်လာတွေ့ရပါတယ်။နောက်တစ်ခုကတော့ lab B ဆိုပြီးတော့ကျွန်တော်တို့ very very တက်မှတ်ပြီးတော့ပေးထားပါတယ်။ဒီမှာကျွန်တော်တို့20ထွက်လာတာကိုတွေ့ရပါလိမ့်မယ်။နောက်တစ်ခုကြတော့ဒီမှာကျွန်တော် ီ if statement ထဲမှာရှိရပါတော့ဒီ very very a ကိုကျွန်တော်ပြန်ခေါ်လိုက်တယ်ခေါ်လိုက်တဲ့အခါမှာသူ့အနေနဲ့30ကို return လုပ်ပါတယ်ဒါပေမဲ့ဒီ let b ကကျွန်တော်တို့ဒီမှာပြန်ပြီးတော့ return လောက်တာကိုမတွေ့ရပါဘူးကျွန်တော်အနေနဲ့ error တက်သွားပါတယ်ဘာလို့လဲဆိုတော့သူ့ရဲ့ variable ကဘယ်တော့မှပဲလောက်လို့လဲဆိုရင်ကျွန်တော်တို့ဒီ block ကိုကြော်ပြီးတော့သူ့အနေနဲ့အလုံးမလုပ်ပါဘူးသူ့အနေနဲ့ဒီ block တွင်းမှာပဲအလုံးလုပ်ပါတယ် ဒီဖားကြတော့ global ဖြစ်တဲ့အတွက်ကြောင့်မလို့သူ့အနေနဲ့ဒီ plot ထဲမှာရှိနေတော့မှဒီအပြင်မှာသူ့လမ်းခေါ်လိုက်လို့ရှိရင်သူကနေပြီးတော့အလုပ်လုပ်ပါတယ်။ဒါကတော့ဒီဖားနဲ့လက်ရဲကြွားချပုံပဲဖြစ်ပါတယ်။အခုနောက်ပိုင်းမှာတော့ကျွန်တော်အများဆုံးအသုံးပြုတာတော့ cons ရဲ့လက်ရဲကိုအများဆုံးအသုံးပြုပါတယ်။ဘာလို့လဲဆိုတော့ဒီဖားကကျွန်တော်တို့ကျွန်တော်ဒီဖားကသုံးလို့မရတော့မဟုတ်ပါဘူး။ဒါပေမဲ့ကိုယ်အနေနဲ့သုံးမယ်ဆိုရင်တော့ဒီဟာကတော်တော်လေးကိုပြဿနာကြီးကြီးမားမားကြီးတန်နိုင်ပါလေ ဒါပေမဲ့တချို့သုံးရတဲ့နေရာတွေလည်းရှိပါတယ်။ဘယ် now တဲ့တင်နာမီလာရှိတော့အောင်ကျွန်တော်ပြပါမယ်။ကျွန်တော်ဒီမှာအဲဒီမှာ if statement တက်စလိုက်ပါမယ်။အဲဒီမှာ if ဒီမှာအဲ b if 20ဖြစ်လို့ရှင်ကျွန်တော်တို့ဒီမှာ console ထော်လော်ပြီးဆိုရောကျွန်တော်ခေါ်လိုက်ပါမယ်။ဒါဆိုရင်ကျွန်တော်တို့ grade ဒီမှာကျွန်တော်တို့ကိုဒီမှာ20ကို runway မှာဖြစ်ပါတယ်။ဟောလဲဆိုဒီမှာပြန်ခေါ်ပေမဲ့လည်းအလုပ်လုပ်ရဆိုတော့ကကျွန်တော်တို့ပြင်ရတဲ့ variable က d scope တွင်မှာရှိနေတဲ့အတွက်ကြောင့်မလို့ပါ။ Okay ဒီကတော့ javascript မှာပါဝင်တဲ့ကျွန်တော်တို့ variable ရဲ့အကြောင်းဖြစ်ပါတယ်။ very very ကတောင်းလို့ရှိပါတယ်လက်ရယ်ပါရယ် console ဆိုပြီးတော့ console ကတော့ game တွေဖြစ်ပြီးတော့ကျွန်တော်တို့အနေနဲ့ value တွေပြင်ပြီး update လုပ်လို့မရတဲ့ဟာကိုကျွန်တော်အနေနဲ့ console လို့ခေါ်ပါတယ် value update လုပ်လို့ရတဲ့ဟာတော့လက်ရယ် very very dear ဆိုပြီးတော့နှစ်ခုရှိပါတယ်အဲ့ဒီတည်းကမှဒီ van နဲ့လက်ရယ်အဓိက quota ထားတဲ့အချက်ကတော့ van က global scope ဖြစ်ပြီးတော့လက်ကတော့ block scope ဖြစ်ပါတယ် ara ara riga kwa shada echa ga